အေရဗီတိုင်းဒေသခြေဝန်ကြီးချုပ်ဦးတမန်ဝင်းဟာမေလ9ရက်မနက်ပိုင်းကပသိမ်ချောင်းသာကလည်း23မိုင်ရှိအောင်ချမ်းသာတောရကျောင်းမှာမြို့မဆရာတော်အားတောရဖုံမြော်ကသဒ္ဒနိုင်းဆိုင်ရာများတင်ပြလျှောက်ထားပြီးလူဝဲပစ္စည်းများစက်ကက်လှူဒါန်းပါတယ်။ အိမ်နောက်တိုင်းဒေသချင်းဝင်ကြီးချုပ်ဟာထက်ဆင့်ပူဇော်ပေခန္ဓာကျင်းပနိုင်အတွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီးတောင်းရှိသူများအားလိုအပ်တာများကိုကူညီဆောင်ရွက်ပေးရန်မှာကြားပါတယ်အိမ်နာငပူတော်မြို့နယ်ကြောင်တောက်ကုန်းကျေးရွာမှာ ဗမာဝရီတို့ဆက်သွယ်သွားတဲ့လမ်း၃တသမတမိုင်လုပ်ငန်းဆောင်ရွက်နေမှုကိုကြေရှုစစ်ဆေးကသတ်မှတ်ကာလတွင်ပြီးစီးစေရေးမှာကြပါတယ်။အေယာဝီတိုင်းဒေသကြီးတွင်ရှိခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့များနဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးကိုဒီနေ့မနက်ပိုင်းကပတိန်မြို့အေယာရှိဝါခမ်းမမှာကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမဝင်းကသကောင်ရှင်းမှရရှိတဲ့လူရည်ဆိုင်ရာကိန်းဂဏန်းအချက်အလက်တွေဟာနိုင်ငံရဲ့လူမှုရေးစီးပွားရေးစီမံခန့်ခွဲကိစ္စရများမှာအကျိုးရှိရှိလှုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ဘန်နာနှင့်အလိုက်လုပ်ငန်းများဆောင်ရွက်ရမှာတက်မှတ်ကာလတွင်ပြည်စည်းရေးဆောင်ရွက်ရန်လိုပါကြောင်းအခုနှစ်မတ်လအတွင်းကျင်းပခဲ့တဲ့တောင်သူလူသမားနှင့်ဆွေးနွေးပွဲနဲ့ပေါ်ဆန်ဖိုရမ်2025မှာဆွေးနွေးပွဲရလဒ်များကိုလည်းအကောင့်ထက်ပေါ်ဆောင်ရွက်မှာဖြစ်ပါကြောင်းပြောကြားပါတယ်။ အိမ်နောက်တယောက်လာကြသူများကတိနှံဆုံးပန်းနိုင်ထွန်းထုံရရှိစေအတွက်တောင်သူအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုတာငါဖူလုံမှုထုတ်လုပ်တင်ပို့မှုနှင့်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်ထားရှိမှုများကျေးရွာမီလင်းရေးဆောင်ရွက်ထားရှိမှုများကိုဆွေးနွေးတင်ပြကြပြီးတန်းဒေသကြီးအစိုးရဖွဲ့ဝင်များကဖြည့်ဆွယ်ဆွေးနွေးကြရာတန်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်တာများညှိနှိုင်းပေါက်ဆက်ဆောင်ရွက်ပေးပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်